မင်္ဂလာပါရှင်မင်္ဂလာပါရှမ်းပြည်နယ်ကတအောင်းတက်မတော် TNLA နဲ့ရှမ်းပြည်တက်မတော် RCSS SSA တို့ကြားပဋိပက္ခတွေကိုဖြည့်ရှင်းဖို့အတွက်တအောင်းအမျိုးသားပါတီကထိုင်းနိုင်ငံကျင်းပိုင်မြို့မှာပထမဆုံးကြိမ်လာရောက်ဆွေးနွေးခဲ့ပါတယ်ကရင်ပြည်နယ်မဲတော်ဒေတာမှာဖြစ်ပွားနေတဲ့တိုက်ပွဲကစစ်ပေးဆောင်ဒုက္ခတွေ9000ကျော်ရဲ့ကျမ်းမာရေးနဲ့ပညာရေးအခြေအနေတွေပဲလို့ရှိနေပါတယ်လေ ကချင်ပြည်နယ်ရအရာဝတီမြစ်စုံဤကာရာစီမံကိန်းကိုကန့်ကွက်ကြောင်းဒေတာခန်တွေကမြစ်စုံကော်မရှင်ကိုတင်ပြခဲ့ကြပါတယ်မိုဘီနယ်မှာမူလပိုင်ရှင်လေးစီပြန်ပေးဖို့အစိုးရပြန်လည်ဆွလွတ်မြေအေက850ကျော်ကျန်းရှိနေပါတယ် မုံဘီနယ်ဆယ်မြို့နယ်ထဲမှာတပ်မတော်အပါအဝင်တပ်ဆိုင်ရာဝန်ကြီးဌာနအထူးတီးကသိမ်းဆီးထားပြီးအတုံးပြုဖို့မလိုအပ်တဲ့ပြန်လည်ဆွလွမြေအေက16000ကျော်ရှိရဲ့အထဲမှာမြေအေက150ကျော်ကိုမူလပန်ရှင်ထံပြန်လည်လွှဲပြောင်းပေးအပ်ဖို့ကြံရှိနေတယ်လို့မုံဘီနယ်အစိုးရယုံကပြောပါတယ်။အဲ့ဒီအထဲမှာကြိုက်မြုံမြို့နယ်ကအေက640ကျော်နဲ့ဆွလွမြေအများဆုံးရှိနေပါတယ်။ အစိုးရမှပြည်လဲဆွန့်လွတ်မြေတွေကိုပွင့်လင်းမြင်သာစွာဖော်ပြပေးဖို့နဲ့ဆွန့်လွတ်မြေတွေမူလပိုင်ရှင်စီအမှန်တကယ်ရရှိစေလိုတယ်လို့လည်းတင်းစည်းခံတောင်သူမြေယာများပြည်လဲရရှိဖို့ကုညီဆောင်ရွက်ပေးနေတဲ့ဦးအောင်နိုင်မိုးကပြောပါတယ်စာနာရိတ်ခါဖူလုံမှုပူပေါင်းဆောင်ရွက်ရေးအဖွဲ့စစ်တမ်းအရဆိုရင်မြန်မာတနင်္ဂနွေလုံးမှာတောင်သူတွေစီကတင်းစီခံထားရတဲ့လေယာမြေဧကပေါင်း6တန်းကျော်ရှိတဲ့အထဲမှာဧက၄တန်းလောက်ကိုတပ်မတော်ကတင်းစီထားတယ်လို့ဖော်ပြထားပါဗျ။ ရှမ်းပြည်နယ်ကတအောင်းတက်မတော် TNLA နဲ့ရှမ်းပြည်တက်မတော် RCSS SSA တို့ကြားပဋိပက္ခတွေကိုဖြည့်ရှင်းဖို့အတွက်တအောင်းတန်ကတော်ပါတီတအောင်းလူငယ်ကိုယ်စားလှယ်တွေနဲ့ရှမ်းပြည်တက်မတော်ကခေါင်းဆောင်တချို့တို့ပထမကြိမ်တွေ့ဆုံခဲ့ပါတယ်။ကျွန်တော်တို့ကဒီအဲဒေတာတည်ငြိမ်အချမ်းကြီးနဲ့အဲကျွန်တော်တို့နှစ်ဖက်တပ်တွေရဲ့ပြည်နယ်ကံဒီပက္ခတွေကိုချုပ်ငြိမ်းတော့ရက်စဲတော့ကျွန်တော်တို့ကကြားဝင်ပြီးတော့မှညီနိုင်စစ်ဆက်တဲ့ပွဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီ အဲပညာရေးကျမ်းမာရေးနဲ့ဒေတာပြည့်ပြည့်ကိစ္စတွေလည်းအဲကျွန်တော်တို့ပူးပွဲလုပ်လုပ်ကင်နိုင်ဖို့အတွက်ကျွန်တော်တို့လာရောက်ပြီးတော့မှဆွေးနွေးတာဖြစ်ပါတယ်ထိုင်းနိုင်ငံကျင်းမိုင်မြို့မှာစက်တင်ဘာလ12ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။တအောင်းဖက်ကမြန်မာနိုင်ငံလုံးဆိုင်ရာတအောင်းတန်ကတော်အဖွဲ့ကဒုဥက္ကဋ္ဌအရှင်ပညာသီရိအတွင်းရမအရှင်ဒိဋ္ဌညာနာတအောင်းပါတီ TNB ဘဟုအလုံးမှုဆောင်အဖွဲ့က တအေးမောင်နဲ့တလဖင်တအောင်လူငယ်၁၀ဦးခန့်တက်ရောက်ခဲ့ပါတယ်။တို့တော့တအောင်တက်မတော် TNLA ကိုစားလာရောက်တွေ့ဆုံခြင်းမဟုတ်ပါဘူး။ဖာရတဲ့ဘလာတက်လဲအောင်အိုဟောက်ကောတူတန်တာဒီဥစ္စာယူကပူပါအာကန်စကန်စင်ဝါမန်ကောမိဖန်လီမင်းဟောဝါမကဲကျွန်တော်တို့ဘက်ကတော့ဆွေးနွေးဖို့အမြဲစဉ်သင့်ဖြစ်နေတယ်ဆိုတာကိုရှင်းလင်းပြောပြခဲ့ပါတယ်ဘာလို့လဲဆိုတော့စည်ရေးဆိုတာဘယ်သူအတွက်မှမကောင်းဘူးလူလူကအမြဲကြားရက်ခံနေရတယ် ။ဒါကြောင့်ဆွေးနွေးရေးအတွက်ဟိုဘက်ကသဘောတူတာနဲ့မကြာမီအချိန်တွင်းမှာပဲကျွန်တော်တို့တနေရရမှာတွေ့ဆုံမှာပါ။ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော်ဖက်ကဩက္ကဋ္ဌကြီးဒုပိုလ်ချုပ်ကြီးရော့စပိုလ်ချုပ်ဆိုင်ရီပုံမှုရှုပ်ပေါင်ခေဒုပိုလ်မှုကြီးဆိုင်ငင်းအကြံပေးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့စောက်ပင်ခမ်းနဲ့စောက်ခမ်းဆိုင်တို့ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ပဋိပက္ခအကြောင်းတွေတအောင်တက်နဲ့ရှမ်းသက်ကြားတိုက်ပွဲတွေရပ်သွားဖို့ထပ်မံသွေးဆောင်ဖို့စတာတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းကြောင်မဲနှမတူနှမ်ခမ်းမြို့နယ်တွေထဲမှာတအောင်းတက်မတော် TNLA နဲ့ရှမ်းပြည်တက်မတော် RCSS SSA တို့ကြား2015နိုဝင်ဘာလကတည်းကယခုတိုင်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ရှင်ကယင်ပြည်နယ်လိုင်းပွဲမြို့နယ်မေတ္တဝဒေတာမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လက်သလောအချိန်မှာဒေတာကန်လူထု9000ကျော်အိုးရင်ဆုံးခွာပြီးစစ်ပေးဆောင်ပြေးနေကြရပါတယ်။ စစ်ပေးဆောင်အများစုဟာမြန်ကြီးငူကစစ်ဆောင်စခန်းတွေမှာခိုလုံနေကြတာရှိတယ်လို့နေဆက်ဘက်ကစစ်ပေးဆောင်စခန်းတချို့တွေမှာလည်းခိုလုံနေကြရပါတယ်။မေတ္တဝဒေတာမှာစစ်တင်ပါလာအစောပိုင်းကစတင်ခဲ့တဲ့ DKBA ခွဲထွက်အဖွဲ့နဲ့နေချားဆောင်တဲ့အစိုးရပူးပေါင်းတပ်တို့ကြားတိုက်ပွဲတွေကြောင့်မြန်ကြီးငူအထူးဒေတာမှာခိုလုံနေတဲ့စစ်ဆောင်ရသူရသားတွေအတွက်ပညာရေး၊ကျန်းမာရေးပြည်စုဆောင်ရှောက်မှုတွေအတွက်နေမြေခံပြည်သူလူထုတွေနဲ့တာဝန်ရှိသူတွေကအသက်နိုင်ဆုံးဆောင်ရွက်ပေးနေပါတယ်။ ဆယ်ရက်9လပိုင်း2016ခါတော့အဒီကထိုင်အောင်ဆယ်ရက်9လ2016ကစပြီးတော့သူတို့ဆင်းလာတယ်ဆင်းလာတာကဒီကဆရာတော်ကအဲ့ဒီနေ့မှာတိုက်ပွဲတွေဖြစ်တော့ငန်ချင်းကကားစီးတရားကြော်နဲ့တက်သွားပြီးဒီလူတွေကိုဟိုမှာတက်သွားပြီးပြန်ခေါ်လာတယ် စတင်မလာ73ရက်နေ့အစပြီးပါလာလိုက်ကလေးတွေပညာဆက်လက်သင်ကြားပေးနိုင်ဖို့မြန်ကြီးငူမှာယာယီပညာရေးဌာနသုံးခုဖွင့်လှစ်ခဲ့ပြီးဆရာဆရာမ48ယောက်ကကလေးအယောက်နေရာနီးပါးကိုပညာသင်ကြားပေးနေပါတယ်။ဒီစပေးရှောင်ဗီဒီယိုရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအများအပြားဗီတာမင်တန်တဲ့ချိုးတက်အားနည်းတဲ့လက္ခဏာတွေတွေ့ရှိရတဲ့အတွက်နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာဆောင်ရှားမှုတွေကိုခရုတစိုက်လှောက်ဆောင်နေတယ်လို့ဒေတာကျန်းမာရေးတာဝန်ခံတွေကပြောပါတယ်။ တန်တက်ချိုးတက်တဲ့အတွက်လေပင်ကြီးယောဂါတွေးအားနဲ့ယောဂါအတဲယောဂါငှက်ပြာယောဂါတွေအလွယ်တကူဖြစ်နိုင်ပြီးကျန်းမာရေးဆိုင်ရာပြုစုဆောင်ရှားမှုတွေအပြင်အသိပညာပေးဟောပြောတာတရုတ်ပြရှင်းလင်းမှုတွေကိုလည်းလှုပ်ဆောင်နေတယ်လို့ယာယီစစ်ဆောင်စခန်းမှကျန်းမာရေးဝန်ထမ်းတွေကပြောပါတယ်။ဆလတ်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်စတင်ဘာလ16ရက်နေ့ကမြန်ကြီးငူကိုစစ်ပေးဆောင်လာဖို့အလားလန်းမှာရင်းပိုင်ချောင်းအထက်ကျွန်းထော်ရွာကျေးရွာအုပ်ချုပ်ရေးမှုစောထုတ်ဒေးမိုင်းနေမိပြီးဒဏ်ရာကြောင့် င်သိဆုံးသွားတယ်လို့မြန်ကြီးငူကကျန်းမာရေးဝန်ထမ်းစီကအတည်ပြုတည်ရပါတယ်လက်ရှိမြန်ကြီးကိုရှိရာရီစစ်ပေးဆောင်စခန်းတွေမှာစတင်ဘာလ16ရက်နေ့အထိဆင်းရဲရလူဦးရေ9364ယောက်ရှိပြီးအိမ်တော်စုပေါင်း685စုကလေးငယ်1000ဝန်းကျင်ပါဝင်ပါတယ် ချင်းပြည်နယ်အတွင်းဖြစ်ပျက်မှုတွေကိုမီဒီယာတွေကကောင်းကောင်းမွန်မွန်ဖော်ပြဖို့ချင်းပြည်နယ်အစိုးရကချင်းမီဒီယာတွေကိုတိုက်တွန်းလိုက်ပါတယ်။ဒီလိုဖော်ပြမှသာပြည်ထောင်စုအစိုးရကကြားသိပြီးပြည်နယ်တိုးတက်ရေးဆောင်ရွက်ဖို့ဖြစ်ပေါ်လာမှာဖြစ်တယ်လို့စက်တင်ဘာလ10ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ချင်းမီဒီယာများနဲ့ချင်းပြည်နယ်အစိုးရဆက်ဆံရေးလူထုတွေ့ဆုံပွဲမှာပြည်နယ်လွတ်တော်ဥက္ကဋ္ဌကပြောပါတယ်။ တွေ့ဆုံပွဲကိုချင်းပြည်နယ်ကွန်ရက်နဲ့ FD Foundation ကဟာခါခရိယံအတင်းခမ်းမမှာကျင်းပပြုလုပ်ထားပြီးချင်းပြည်နယ်များနဲ့ NGO ကိုယ်စားလှယ်90ဦးခန့်ပါဝင်တက်ရောက်ကြတာဖြစ်ပါတယ်။ချင်းပြည်နယ်ဟာမြောက်ပိုင်းနဲ့တောင်ပိုင်းဆိုပြီးနေထိုင်ကြပါတယ်။မြို့နယ်စုပေါင်းစုံနေထိုင်ကြတဲ့ပြည်နယ်ဖြစ်တယ်လို့မီဒီယာတွေကတအားကိုနားလည်ဖို့လိုကြောင်းလဲဆွေးနွေးကြပါတယ်ရှင်။ ကယားပြည်နယ်မှာမြေယာဥပဒေပြင်ဆင်ပြီးမှဒုက္ခတွေတွေနေရပြန်ဖို့အဆင်ပြေနိုင်မယ်လို့ KNBB ကရင်နီအမျိုးသားတိုးတက်ရေးပါတီကပြောလိုက်ပါတယ်။ဥပဒေတဲတော့ရတော့ကျွန်တော်ထေတာနည်းနည်းအခက်ခဲဖြစ်မယ်။ဘာဖြစ်ဆိုကျွန်တော်တို့ဒီမှာဒီဒေတာဒလိထောက်တာဥပဒေဆိုရှိတော့ customer law ဆိုတော့အဲ့ဒီ customer law လဲအခုကဒီဟိုထွက်ရှိဖို့ကအခုက draft ဟိုထွက်လာပြီပေါ့နော်။ မြေယာဥပဒေကတော့လက်ရှိအနေထားမှာအစိုးရရဲ့ဥပဒေရထတော့ဟိုကျိုးပြပါတီတော်လို့ကျိုးဝတ်တီတော်လို့အဲ့လိုရှိတော့ဆိုတော့ကျွန်တော်တို့ဘယ်နေရာမှာနေဘယ်နေရာမှာပဲစီချာအစိုးရတော့တော့ကျိုးပြပါတီတော်ကကွေတော်နေနဲ့သူတို့လုံးမခါကြတော့ဘယ်လိုဖြစ်သူတို့လည်းငြိနိုင်ရမှာပေါ့ လက်ရှိမှာဒုက္ခတွေတွေအင်ပြန်ဖို့မဖြစ်နိုင်သေးပေမဲ့ကြိုတင်ပြင်ဆင်မှုအတွက် KNPB နဲ့ UNHCR တို့ကပြီးခဲ့တဲ့ဩဂုတ်လ30ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဒီစစ်သားမှာတော့အဓိကနေရာထိုက်ခေးလုံမယ်နော်သူတို့အတဲမွေးဝါချောက်တွေ့ဒီဟိုလောက်ကစားတော့မီနီယာလုံမယ်နော်ဘယ်မှာအရေးကြီးစွာတော့ဒီတချို့နေရာမှာဒီ မိုင်တွေရှိတယ်နောက်ဆူလူမိုင်ဆိုတာရှိတယ်ဆိုတော့အဲ့ဒီဟာတွေကျွန်တော်တို့အရင်ဆိုးရှင်းနိုင်ဖို့ကဟိုအဆိုးရနဲ့ကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်ဖို့လိုလိမ့်မယ်လို့ကျွန်တော်တို့ဆက် ဒုက္ခတဲ့ပြန်လည်နေရာချထားရတဲ့အတွက် KNPB နဲ့အစိုးရတို့မှလည်းတွဲဆောင်ဆွေးနွေးခြင်းမရှိသေးပါဘူးဒုက္ခတဲ့များနေရပြန်ဖို့နိုင်ငံရေးအခြေအနေပေါ်မှာမူတည်နေတဲ့အတွက်နဆသက်ရာစုပင်လုံးညီလာခံမှာကောင်းမွန်တဲ့ရလတ်ကိုရရှိရင်ဒုက္ခတဲ့များအတွက်ကောင်းမွန်လာမှာဖြစ်တဲ့အတွက်အဖြေကိုစောင့်ကြည့်ပြီးဒုက္ခတဲ့အရေးအတွက်အဖြေကိုသိရှိရမှာဖြစ်တယ်လို့ဦးငင်းရေကပြောပါတယ် ထိုင်းမြန်မာနယ်စပ်ကကရင်နီဒုက္ခတဲ့စခန်းတစ်ခုမှာ UNHCR ကိုစီးရင်ပေးတွင်ထားတဲ့မိမိနေရပ်ကို ပြန်လုတူလူဦးရေပေါင်း196ဦးရှိတယ်လို့ဦးညည်ရဲကပြောပါတယ်ရခိုင်ပြည်နယ်ထဲကစစ်ပေးဆောင်ဒုက္ခတွေတွေမှာစားနပ်ရိက္ခာတွေပြတ်လတ်နေပါတယ်။ဒုရုတွေကိုအစပိုင်းမှာပြည်နယ်အစိုးရပါဝင်လူမှုအဖွဲ့အစည်းတွေနဲ့ဒေသခံတွေကထောက်ပံ့ကူညီခဲ့ကြပေမဲ့အခုနောက်ပိုင်းမှာတော့ကူညီထောက်ပံ့သူတွေနည်းလာနေတယ်လို့စစ်ပေးဆောင်တွေကပြောပါတယ်။ စ်ပေးရှောင်တွေထဲမှာတက်ကြီးရွယ်အိုတွေနဲ့ကလေးတွေလည်းပါဝင်ပါတယ်။ဒူတို့တွေဟာဒူတို့ခေါလုံနေတဲ့ကျေးရွာရဲ့မြစ်လွတ်တွေမှာတဲလေးတွေစောက်ပြီးဖြစ်တလို့နေနေကြရတာပါ။ရခိုင်ပြည်နယ်အစိုးရအနေနဲ့ဒုတို့တွေကိုကိုညီထောက်ပံ့ပေးဖို့ပြီးခဲ့တဲ့မေလကကျင်းပခဲ့တဲ့ရခိုင်ပြည်နယ်လွတ်တော်မှာဆုံးဖြတ်ခဲ့ကြပေမဲ့အစိုးရကလာရောက်ထောက်ပံ့တာမရှိသလောက်နည်းနယ်လို့လဲစစ်ပေးရှောင်တွေကပြောကြပါဗျာ။ ဒီစစ်ပေးဆောင်တွေဟာပြီးခဲ့တဲ့အေပီလကကြောက်တော်ရတတောင်နဲ့ဘူဒီတောင်မြို့နယ်တွေမှာရခိုင်တပ်မတော် AA နဲ့မြန်မာတပ်မတော်တို့အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်ထွက်ပြေးသိမ်းဆောင်လာကြသူတွေဖြစ်ပါတယ်ရှင်ကချင်ပြည်နယ်ရဲ့အရာဝတီမြစ်စုံရေကာရာစီမံကိန်းကိုကန့်ကွက်ကြောင်းဒေသခံတွေကမြစ်စုံကော်မရှင်ကိုတင်ပြခဲ့ကြပါဗျာ။ မြကျင်းအမျိုးအဒေတာခံများမြစ်စော်အနေရှိဒေတာခံများနိုင်ငံရေးပါတီများစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများအရက်ဖတ်လူမှုအဖွဲ့အစည်းများကမြစ်စော်စီမံကိန်းကိုကန့်ကွက်ကြောင်းမြကျင်းအမျိုးမြို့တော်ခမ်းမမှာစတင်မလာ၁၈ရက်နေ့ကအေယဝတီမြစ်စော်မြင့်ညာမြို့ဝရေအားလက်စစ်စီမံကိန်းများလေလာဆင်းစစ်တုံးသက်ရေးကော်မရှင်နဲ့ဒေတာခံတွေတိစုံရမှာတင်ပြခဲ့ကြတာဖြစ်ပါတယ်။မြစ်စော်ကော်မရှင်ဟာစတင်မလာ၁၅ရက်နေ့ကနေ၁၈ရက်နေ့အထိ၄ရက်ကြာခရီးစဉ်အတွင်း အေယာဝတီမြေဆုံဒေတာရေကာရာစီမံကိန်းဧရိယာစီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရတဲ့အောင်မြင်တာနဲ့မလိယံကျေးရွာကိုတွားရောက်လေ့လာခဲ့ပါတယ်။အေယာဝတီမြေဆုံမြေညာမြေဝန်ရေအားလက်စစ်စီမံကိန်းများလေ့လာစစ်သုံးတရေးကော်မရှင်အဖွဲ့ဝင်တွေဟာချီဖွေမြို့နယ်ကချီဖွေရေအားလက်စစ်စက်ရုံကိုစက်တင်ဘာလ18ရက်နေ့ကတွားရောက်လေ့လာခဲ့ကြပါတယ်။ တချိန်တည်းမှာပဲကချင်ပြည်နယ်အတွင်းမြန်မာအစိုးရတပ်မတော်ကကချင်လွတ်လပ်ရေးတပ်မတော် KIA ရှေ့တန်းတပ်စခန်းတွေကိုလက်နက်ကြီးတွေနဲ့စစ်တင်မလာ73ရက်နေ့ကနေ78ရက်နေ့အထိအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ KIA တပ်စခန်းအင်ခရန်ဘိုတောင်ကုန်းကိုအစိုးရတပ်က၄ရက်ကြာအောင်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးနှစ်ဖက်တပ်တွေကြားမှာပြီးခဲ့တဲ့ရက်သက်တပတ်တွင်တိုက်ပွဲငယ်လေးတွေရက်ဆက်ဆိုးသလိုဖြစ်ပွားနေတယ်လို့ KIO တရင်ပြန်ကြားရေးတာဝန်ခံဒုဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ တပ်ပွဲဖြစ်ပွားနေတဲ့အင်ကရန်ဘော်နေရာမှာမြမတပ်မတော်ဖက်ကနေမြေခံတပ်ရင်းဖြစ်တဲ့ခမာယ38နဲ့အတူ အကူတပ်ခလာယ90ခလာယ260ခလာယ29တပ်များပါဝင်တိုက်ခိုက်နေတာဖြစ်တယ်လို့ပြောပါရယ်ပထမအကြိမ်ကျင်းပတဲ့23ရာစုဘင်းလုံးညီလာခံပြီးတဲ့နောက်ပိုင်းစက်တင်ဘာလအတွင်းကရင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါရယ်ရှင် အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။နောက်တစ်ပတ်ဒီလိုချိန်မှာဆက်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။